ကဲဒါကတော့ full block လေးမြိုက်တာကြာပြီပေါ့လေဒါကတော့ဒီ rhine fall ဆိုတဲ့ရေကွန်ပေါ့လေ switzerland ဘက်အချမ်းမှာရှိတယ်ဒါပေမဲ့ germany နယ်စပ်မှာဆိုတော့ကျွန်တော်တို့ကအခု ice cream ဝယ်လိုက်ပြီ ice cream ကတော့ that is great မလေးသူကပန်းသီးဖြော်ရည်အစိမ့်လေးဒါပန်းသီးဖြော်ရည်အစိမ့်လေးဒီမှာလေးပန်းသီးဖြော်ရည်အစိမ့်ဟိုဘက်က strawberry ကျွန်တော် strawberry ကြီးလိုက်တယ်ဟိုဘက်က ice cream နွေရာသီဆိုတော့ဒီမှာဒါဒါရောင်းတာ share ပဲเนาะသူကတော့ရှစ်ချက် ငါကျက်အဲ့လိုရောက်တာဗောလေဒါဟိုငွေသားတိတန်ပေးရတယ်ဆိုဒီမှာတော့ဒီလိုအရောင်လေးတွေနဲ့ဗောလေ15မိနစ်စီလို့ရတယ်ဆိုတော့ rainfall rainfall ရေကုန်ဗောလေရေကုန်ကတော့ကျွန်တော်အကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်ဖြစ်စိတ်ဝင်စားစရာဒါကတော့ခုချိန်အေးရှားသွားရင်လည်းဆောင်းအရန်ပူနေတယ်ကအဲဒီလိုလောဝါရှယ်နော် လုံးဝရှယ်ရှယ်ရေးအနည်းကတော့ကျွန်တော်မှမရ2023တော့ကျွန်တော်ထိုင်းကိုသွားတယ်ထိုင်းကိုသွားတော့အဲ့တော့ပေါမိုးရေခဲညက်လေးစားရှယ်ပဲကျွန်တော် ice cream စားလို့ရှိရင်မတီလာပဲ။ အာနေပူတော့ဗျာအရာသီတို့ကရမ်းကိုဟောဖြစ်တာတမ်ပရေချာ20ပဲရှိတယ်ဘာလို့မလဲတမ်ပရေချာ20ပဲဒါတော့ဟိုစတော်ဘယ်ရီပြိုရီစတော်ဘယ်ရီပြိုရီစတော်ဘယ်ရီလေး ဆိုတော့ရေခဲမုတ်ကငါချက်ရေခဲမုတ်ကငါချက်ငါ Swiss Swiss franc ငါငါပေါ့လေ Switzerland ငါချက် Swiss franc ငါငါဒီကောင်က9ချက်12ချက်12ပေါ့လေ12ဆိုရင်12ယူရို12ယူရိုခွဲလောက်ကျတာပေါ့လေသူက Switzerland နည်းနည်းပို့ပြီးတော့ဈေးကြီးတယ်လာအရင်တည်းကလေလူပြားနိုင်ငံတွေတည်းပိုဈေးကြီးတယ်ကျွန်တော်သွားဖို့တဲ့နိုင်ငံတွေကဆွစ်ဇာလန်ဈေးကြီးတော့မယ် ပုံမှန်ဆိုတော့ full flow ရိုက်နေကြဒီနေ့ကတော့ full flow မရိုက်တော့ rifle ဆိုတဲ့ရေတကွန်ရှိတယ်အဲ့ရေတကွန်ပါ full flow အစား ice cream bro you are a shaver အဲ့ဒီကမလေးဘာနိုင်ဒီကောင်ကဘာလဲဆိုတော့ Switzerland ရဲ့ Germany ရဲ့ border ပေါ့လေအစလေးမှာရှိတယ် ျွန်တော်အခုကျွန်တော်တို့ဖြတ်လာတဲ့လျှောက်မှာဂျာမနီနိုင်ငံဘတ်အချမ်းကိုကျွန်တော်ဖြတ်လာတယ်ဂျာမနီဘတ်ချမ်းအဲ့မှာတော့ထူးခြားတာဘာပြောလဲဆိုတော့ဆွစ်ဇာလန်ဘတ်ချမ်းမှာကျွန်တော်တို့ဖြတ်လာတဲ့လျှောက်မှာလေကြီးတော့ဂျာမနီဘတ်ချမ်းရောက်သွားလို့ရှိရင်ဈေးပေါ်သွားတယ်ကျွန်တော်ဝယ်စားတဲ့တချို့စိုင်လေးတွေဆိုရင်ဂျာမနီဘတ်ချမ်းအနေနဲ့စိုင်လေးတွေပဲဖြတ်လာတာဟုတ်အဲ့ပို့တော့အဲ့မှာဆိုတော်တော်ဈေးပေါ်တယ်သိတာလေကျွန်တော်ဝယ်ဟိုဘက်မှာ20အစိတ်လောက်ပေးရတဲ့ဟာတွေကိုဂျာမနီဘတ်ချမ်းရောက်လို့ရှိရင် 16ကျပ်12ကျပ်15ကျပ်အဲ့လိုပဲကြာသူတို့ငွေပေါ့လေဂျာမနီကယူရိုဆွစ်ဇာလန်ကျတော့ Swiss franc သုံးတာအဲ့ဒါဘလော့ပေါ့လေဘလော့ဆိုရင်ဘာမှမဟုတ်ဘူးအစားအသောက်ဘလော့ကြာပြီကျူရောလုံးဝရှယ်ပဲเนาะ ီနိုင်ငံကိုကျွန်တော်ကြိုက်တဲ့အချက်ကဒီနိုင်ငံကိုကြိုက်တဲ့အချက်ကတို့ကဘာလဲဆိုတော့အေဂျန့်တွေပူပင်မရှိဘူးတဘာဝတွေများဆွစ်ဇာလန်ကိုလာတယ်ဆိုရင်တော့ငခင်းသိန်းတွေတွေ့ရမယ်၊ဝါးတွေ၊တိုးတွေ၊ကျွဲအဲလိုမျိုးတွေပဲတွေ့ရမယ်အကောင့်ပလောင်တွေတွေ့ရမယ်၊တောင်တွေတွေ့ရမယ်သူခင်းလလတွေတွေ့ရမယ်ဒါပဲစတော်ဘယ်ဒီပြောရင်ဒါမှမပတ်ဘူးထိုင်းမှာကြောက်တော့လို့ချင်းကျွန်တော်ကဘာပဲတော့တာများဖဲသည်

Champion UK ကိုအားပေးရတဲ့ပေးသက်အားလုံးသူပဲကျေးဇူးတင်ပါတယ်။ Champion UK UK မှာရှေ့ပေးသက်အားလုံးသူပဲကျေးဇူးတင်ပါတယ်။